哎，好。 ကြောင်မဲကိုဌာနဆိုင်ရာဝန်ထမ်းတွေပြန်လည်ဝင်ရောက်နလအတက်ဖွဲ့ပြန်လည်ထိန်းချုပ်ထားတဲ့ကြောင်မဲမှာဌာနဆိုင်ရာဝန်ထမ်းတွေဒီကနေ့အောက်တိုဘာလ2ရက်နေ့နေ့လယ်ပိုင်းကပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်းဒေတာခန့်တွေစီကသိရပါတယ်ကြောင်မဲကဒီနေ့မှဌာနဆိုင်ရာတွေဝင်လာလေးစစ်ဆောင်တွေကိုတော့ပေးမဝင်သေးပါဘူးသူတို့စစ်တပ်ဘက်ကနေမြေရှင်းလင်းရေးတောင်မပြီးသေးဘူးလို့ဒေတာခန့်အမျိုးသားတယောက်ကပြောပါတယ် လက်ရှိမှာတော့ကြောင်မဲမျိုးကနေတီပေါ်ဘက်အထွက်လမ်းဘက်ကတိုးဂိတ်အကျော်ဘက်နားအတက်ဖွဲ့ဘက်ကစစ်ကြောင်းထိုးပြီးလိုက်ပစ်နေတယ်လို့သိရပြီးပြစ်ခတ်တံတွေလည်းကြားနေရတယ်လို့သူကပြောပါတယ်ဟုတ်တယ်ဌာနဆိုင်ရာတွေနေ့လယ်တုန်းကဝင်လာတာဌာနဆိုင်ရာအစုံပါပဲကားစီးရေပေါင်းတရာကျော်ရှိတယ်လို့နောက်ထပ်ဒေသခံတယောက်ကပြောပါတယ် မိသက်တပ်ဖွဲ့ထွေထွေအုပ်ချုပ်ရေးအဖွဲ့ရဲတပ်ဖွဲ့လာဝကအဖွဲ့စသဖြင့်အကုန်လုံးပါလာတွေ့ရပြီးဌာနဆိုင်ရာကားတွေကနောင်ချိုလမ်းဘက်ကနေလမ်းမကြီးအတိုင်းရောက်ရှိလာတာဖြစ်ကြောင်းသိရတယ်လို့ဆိုပါတယ်။လုံခြုံရေးတာဝန်ရှိသူတယောက်ကတော့ဒေသခံတွေကစစ်စစ်ဝင်ရောက်ခွင့်ပြုမှာဖြစ်ကြောင်းနဲ့ပြင်ဦးလွင်ကြောက်မဲလမ်းကိုမကြခင်တာမန်ပြည်သူတွေလည်းခွင့်ပြုပေးနိုင်တော့မယ်လို့ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့သတင်းအချက်လက်တွေအရကြောက်မဲနဲ့တီဘောမျိုးနှစ်မျိုးစလုံးလာမယ့်ဒီဇင်ဘာလ28ရက်မှာကျင်းပမယ့်အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်မယ့်မြို့တွေထဲမှာပါဝင်တာကိုတွေ့ရပါတယ်။ကြောက်မဲမျိုးကိုပြီးခဲ့တဲ့2029စစ်စင်ရေးဒုတိယပိုင်း2024ခုနှစ်ဩဂုတ်လ5ရက်နေ့က TNLA နဲ့ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်ထိန်းချုပ်လိုက်တာဖြစ်ပြီးတနစ်ကျော်အကြာယမန်နေ့အောက်တိုဘာလ1ရက်နေ့မှာတော့နလအတပ်ဖွဲ့ကအလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ Mm-hmm.